ကအားလုံးပဲမင်္ဂလာပါဗျဆိုတော့ဒီကျွန်တော်ရဲ့ page မှာ ပေါ်လာတာလေးဒီကောင်လေးကိုတခုကျွန်တော်ဒေချာလေးပြောပြပေးมาဖြစ်ပါတယ်ဒါကဘယ်ဖြစ်လို့ပေါ်လာတာလဲဆိုလို့ရှိရင် ကျွန်တော် page ကို warning ထိထားတယ်ဆိုပြီးတော့တခိုးတွေ scammer တွေ hacker တွေကကျွန်တော်လာပို့ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ကြည့်ကြည့်အောင်ဒီဟာလေးကိုနေလိုက်တဲ့အခါမှာ သူကကျွန်တော်ကျွန်တော် page ကို recommend ရေးလိုက်တာเนาะဆိုတော့သူ့ရဲ့ page က important notice page delete sketches ဆိုတော့အရေးအကြီးပါနေတဲ့ page တွေကိုသူတို့က delete လုပ်မယ်အဲ့ဒါကိုသူတို့ကတတိပေးတာပေါ့အဲ့ဒါကိုသူကဒီထဲမှာ please check your comment box comment box ကိုကြည့်လိုက်ပါတဲ့ဒီ comment လေးကိုကျွန်တော်တို့ကြည့်လိုက်ရင်ဒီထဲမှာ link လေးတစ်ခုပါလာမှာ ဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ကဒီ link လေးကိုဝင်လိုက်ပြီးတော့ကျွန်တော်ရဲ့ Facebook account ဒီ login လုပ်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်ကျွန်တော်ရဲ့ page ကိုဒီထဲမှာကျွန်တော်ဝင်လိုက်တဲ့ account ကိုတို့ရသွားမှာဒီ account ကိုရသွားပြီဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ page တွေတို့အကုန်လုံးချိန်တယ်လို့လုံးလုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး link လေးတွေတွေ့တယ်ဒီလိုမျိုး recommend ပေးတာတွေတွေ့တယ်ဆိုလို့ရှိရင်လုံးဝလုံးဝမဝင်ပါနဲ့ချက်ချင်း block ပစ်လိုက်ပါ ဒီလင့်တဲ့ကိုလုံးဝမဝင်ဖို့အရေးကြီးရနော်ဒီလင့်တဲ့ကိုဝင်ပြီးတော့ကျွန်တော်ရဲ့ Facebook info လေးတွေထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကပါသွားမှာ ဖြစ်ပါတယ်အဲ့ဒါကသူက24နာရီအတွင်းမှာလောက်ရမှာတဲ့နော်ဒါတမတိတဲ့သူတွေလည်းအများကြီးရှိသေးတယ်24နာရီအတွင်းမှာကျွန်တော်ကမလုပ်ဘူးဆိုလို့ရှိရင်သူတို့ကကျွန်တော်ရဲ့ page ကိုဖျက်ပစ်မှာအဲ့ဒါသူတို့ကဒီလိုမျိုးနဲ့လိန်စားတာဒါကတော့ pixeling လို့ခေါ်တယ်ပြန်တူ သူ့ page ကိုတစ်ချက်ကြည့်ကြည့်ရအောင်သူ့ page ကိုကြည့်ကြည့်လိုက်တဲ့အခါမှာဒါလည်းဟစ်ခံရတဲ့ page နဲ့တူတယ်နော်ဒီတိမှာပရမဆုံးသူ့ရဲ့ page နာမည်ကဒါဒီအစားအသောက်တွေနဲ့ပတ်သက်တဲ့ဟာတွေလေးတင်ထားတာဒါပေမဲ့တို့ကဒီထဲမှာတို့နာမည်ကိုပြန်ချင်းလိုက်တယ်เนาะနာမည်ကိုပြန်ချင်းပြီးတော့မှလူတိုင်းကိုတို့ကပို့နေမှာ ဒီတစ်ခုတည်းမဟုတ်ဘူးအများကြီးသူကပို့နေမှာကျွန်တော် page တစ်ခုတည်းမဟုတ်ဘဲနဲ့ page အများကြီးကိုပို့နေမှာဒီမှာကျွန်တော် page ပေါ်တယ်ကျွန်တော် page ကိုသူပို့ထားတဲ့ဟာပေါ့အဲ့လိုမျိုးလေးတွေကသူတို့ကကျွန်တော်ရဲ့ page တွေကို ခိုးဖို့စူးစမ်းနေတဲ့သူတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးပို့လာတဲ့သူတွေကိုမဘလို့တင်တယ်လဲဆိုတော့ဒီဟာလေးကို ကျွန်တော်ကသူ့ ချက်ချင်းဘလော့ပစ်လိုက်တာဘူးကောင်းတယ်ကျွန်တော်တို့အတွက်ကဘာမှသွားနေစရာလည်းမလိုဘူးဘာမှသွားလို့စရာလည်းမလိုဘဲနဲ့ကျွန်တော်တို့ကဒီလိုမျိုးတခိုးတွေအကောင့်တွေကို delete လုပ်လို့ရတယ်တချို့သူတွေရဲ့ review ရေးတာကိုကြည့်ကြည့်အောင်ဒီမှာလည်းသူတို့ရေးထားတယ်ဒီ page ကเนาะ spam page ပါတဲ့ဒါလူတွေကိုလိုက်လည်နေတဲ့ page ပါလို့ပြောတာဘောနော် လူတွေကိုလိုက်လိမ်နေတဲ့ page တစ်ခု page ဖြစ်ပါတယ်တဲ့ဒီမှာလည်းသူတို့ကရေးထားတာတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ blog မယ်ဆိုတော့အထူးကယူဆိုင်ကြပါနော်ကျွန်တော်ရဲ့ page တွေကျွန်တော်ရဲ့ account တွေခူးခံလိုက်ရတယ်ဆိုလို့ရှိရင်ပြန်လိုက်ဖို့ကအရန်ကိုခက်ခဲပါတယ်အချိန်လည်းအများကြီးပေးရတယ် ပေးရင်ကျွန်တော်ပတ်စံတွေလည်းကုန်မယ်ကုန်ကြဆဲတွေလည်းရှိမယ်တကယ်လို့ကျွန်တော်ဒီဟာဒီခုနတုန်းကကျွန်တော် ပြထားတဲ့ဟာတခုတည်းဒီတခုတည်းတဲ့မဟုတ်ဘူးသူကအများကြီးရှိသေးတယ်ဒီ copyright ထိတာတွေအဲ copyright ထိတယ်ပြီးရင် blue mark အလကားရနေတယ်ရာသက်ပန်း free ရမယ်ဆိုပြီးပုံစံမျိုးနဲ့ခုနလိုမျိုးနဲ့သူကပေါ်လာမှာသူတို့က messenger ကနေစာပို့တာတွေကြောင်ညာကြောင်ညာထည့်ခိုင်းမယ် တပတ်9ဒေါ်လာ9000ပေးမယ်ဒေါ်လာ1000ပေးမယ်အဲ့လိုမျိုးဒီနဲ့သူတို့ကလိုက်ပြီးတော့လိန်နေမှာဖြစ်ပါတယ်ပြီးရနောက်တခြားဟာတွေဘာတွေရှိသေးလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ Messenger တွေကျွန်တော်ရဲ့ Gmail တွေကျွန်တော်တို့ရဲ့ Telegram ကစအကုန်လုံးကနေသူတို့ကပို့နေကြမှာအဲ့ဒါလေးတွေကိုကျွန်တော်တို့အထူးတတိထားဖို့လိုပါတယ်